ွာကဟိုအိမ်တော်တစုစာကို3သိန်းခွဲနဲ့သတ်မှတ်ထားတယ်ပြီးတော့အဲ3သိန်းခွဲမှာ3သိန်းနဲ့ပါမယ်ပတ်စံငွေငွေသား3သိန်းနဲ့ခုနကကျွန်တော်ပြောတဲ့ basic needs တွေကိုအခုစုစုပေါင်းအိမ်တော်စု2500စာအကုန်လုံးလည်းဝယ်ပြီးသွားပြီးအခုစလည်းလှူနေပြီပေါ့နော်ငွေဖြစ်တော့ဒီခုနရသားသမီးဒီပြည်သူတွေတဲရလည်းအဲဒီငလျင်တန်းခံရတဲ့အဲပြည်သူတွေအတွက်လှူဒန်းခြင်းနေဆိုရင်ဒီဝါယာဝိုင်းရေးအသင်းမှာလာရောက်လှူဒန်းနိုင်ပါတယ်ဟုတ် ခဲ့ရပါတယ်ဟုတ်အဲလိုလဲတက်နိုင်တာလေးထပ်ပို့ပြီးတော့လဲဒီတစ်ခုတည်းမဟုတ်ဘူးပေါ့အများကြီးတက်နိုင်တဲ့လောက်ထပ်ပြီးတော့လုပ်ပေးသွားဖို့လည်းရှိပါတယ်လို့ပေါ့ဒါလေးပေးသိင်းခဲ့တဲ့ပြည်သူရအားလုံးလည်းအားတင်းထားပါလို့အားလုံးဟိုကျွန်တော်မြန်မာလူမျိုးချင်းတွေအကောင်လုံးဟိုဘယ်လိုပြောမလဲစာနာစာနာစိတ်တွေနဲ့ဝန်းရံကြပါတယ်လို့ပြောချင်ပါတယ် အေးဒီနေ့လာလို့ဖြစ်တာကတော့ဒီ one on one အတင်းပါပေါ့နော်အေးကတောက်လျှောက်ဒီ Facebook မှာလည်းငယ်နဲ့တွေ့ရဲသူတို့ဒီစပြီးတော့ငလင်းဖြစ်ပြီးတော့ဒီ31ရက်နေ့ရဲ့ဟိုမြေပြင်ထိသွားပြီးတိတိယယောက်လှူနေအောင်ဟိုတွေ့ရဲအတွက်ပေါ့တောက်လျှောက်လည်းအဆက်မပြတ်တောက်လျှောက် run နေရတွေ့တော့ဟိုပြီးတော့သူဒီအခုကလည်းပြန်လဲထူထောင်ရေးကာလာပေါ့နော်ဟိုရောက်နေပြီသူတို့လည်းတကယ်လှူနေရတွေ့တော့အေးလည်းတကယ်ဟိုအရန်လှူခြင်းနဲ့စိတ်ဖြစ်လာလို့အာဒီမှာလာလို့ဖြစ်တာပါဟုတ်ကဲ့အာဟုတ်ကဲ့ဒါကဒီ one on one ကြီး ီအတင်းကကျွန်တော် page ကနေပြီးတော့စပြရပါတော့တကယ်ငလင်းစဖြစ်တဲ့နေ့ကစပြီးတော့တကယ်ဟိုတကယ်လိုအပ်တဲ့တန်နေပေါ့နော်တန်နေတကယ်အမိုးအကာရင်းနဲ့ဟိုတကယ်လုံးလုံးချုံပြည့်မဲ့တန်နေတော်တော်များများအောင်လည်းအလှထားတာလည်းတွေ့တယ်ပြီးတော့မြေပြင်မှာဆင်းပြီးတော့တကယ်ကိုထီရောက်လူနေတာဖြစ်တာကြောင့်လည်း အဲကျွန်တော်လာလူဖြစ်တာပေါ့နော်အခုဆိုလဲအဲသူတို့အိမ်အောင်အိမ်အောင်တစုစာကို3သိန်းခွဲနဲ့ဟို business needs တွေဖြစ်တယ်အဲ့လိုမျိုးချင်းအောင်လေးကောင်းလေးပြီးတော့စံစီစာပြီးတော့ငွေကျပ်3သိန်းမှာပြီးတော့ငွေကျပ်3သိန်းမှာပါအဲ့ဒါဆိုတော့ကျွန်တော်အခုကအိမ်အောင်22စုစာအတွက်ကျွန်တော်ကောက်ခံရရှိကြတဲ့အလူငွေရဲကနေတချို့ပေါ့နော်ဒီမှာလာပြီးတော့လူလာပါဟုတ် ်။ဟုတ်ကဲ့အေးကတော့အဲဒီနေ့ကတော့၃ရင်တောင်စာလှူလှူရလိုက်ပါတယ်။ဟုတ်ကဲ့ရှင်ဟုတ်ကဲ့။၃ချိန်။၃၃ခုကတော့၃ချိန်မြောက်သွားမယ်တဲ့။ခုနကမေးကြည့်လိုက်တော့လေ။မရှိမှတောက်လျှောက်တွေ့နေရဆိုတော့ဟိုသွားထားတဲ့နေရာတွေဆိုလို့ရှိရင်လေတတဦးတို့ပြင်မနာနေပြီးတော့ပြောဘုံဟိုအခုကအင်းလေးအခုကအင်းလေးအင်းလေးသွားမှာ။ဟုတ်ကဲ့။အများတော့အများကြီးပဲ။ ပေါ့သူတော်တဲ့နေရာတွေကလည်းအရင်များတယ်တကယ်ထိရောက်တဲ့တကယ်ဟိုပျက်စီးရဲ့တကယ်ဟိုနေရာတွေပဲသူသွားတာဆိုပေါ့လေဟုတ်တယ်ဟိုတကယ်လည်းထိထိရောက်ရောက်နေကိုတကယ်မြေပြင်မှာပေါ့နော်အလေလွတ်မရှိအောင်လူပေးနေရာတွေလည်းတွေ့တော့ဟိုကိုယ်ကိုလည်းဒီခုနရသာသမီးလာလူထားတဲ့အလူငွေတွေလည်းအလိုဖိတ်စင်ဖြစ်မှာလဲဆိုးတယ်ပြီးတော့တာဝန်လည်းကြီးရဲ့ကြီးတော့ကျွန်တော်ကိုယ်တိုင်လည်းမြေပြင်ကိုတကယ် ဟိုဘောနော်ပုံမသွားနိုင်တဲ့နေရာကြီးလည်းရှိတယ်ဗောနော်ရှိတော့တကယ်ကိုထီရောက်နေလဲဒီအသင်းကသွားပြီးတော့လှုပ်ရှားနေတာဖြစ်တဲ့ပြည်သူလာလို့ဖြစ်တာပါ ီအေရိုခုလိုပြောဖြစ်တယ်ဆိုတာလည်းတခြားအေရိုရဲ့ဒီအင်တာဗျူးလေးကြီးကြည့်ရခါကျရင်တခြားလူကျင်တဲ့အလူရှင်တွေဒီပြည်သက်တွေတွေကလည်းဆိုတော့အေရိုကဒါနိုင်ငံနိုးစော်ပြီးရဟာမျိုးတူတူပဲဆိုတော့ဟိုတကယ်ဟိုအေရိုကသိစေချင်တာပေါ့နော်ပြဒီမှာလည်းတကယ်ဟိုတိတိယောက်လုံးနေရဆိုတော့တကယ်ဟိုယုံကြည်ပြီးတော့ဟိုဒီမှာလာပြီးတော့လှူဒန်းလို့ရရဆိုတဲ့ဟာလေးအေရိုကဒါပြောပြပေးချင်တာပါဟုတ်အခုကဟိုအိမ်တော်တစုစာကို 3သိန်းခွဲနဲ့သတ်မှတ်ထားတယ်ပြီးတော့အဲ3သိန်းခွဲမှာ3သိန်းလဲပါမယ်ပတ်စံငွေငွေသား3သိန်းနဲ့ခုနကကျွန်တော်ပြောတဲ့ basic needs တွေကိုအခုစုစုပေါင်းအိမ်အောင်စု2500စာအကုန်လုံးလည်းဝယ်ပြီးသွားပြီးအခုစလည်းလှူနေပြီပေါ့နော်ဒီနေ့ဖြစ်တော့ဒီခုနရသားသမီးဒီပြည်သူတွေတဲရလဲအဲဒီငလင်းတန်းခံရတဲ့အဲပြည်သူတွေအတွက်လူရန်ကျင်နေဆိုရင်ဒီဝါယာဝိုင်းရအသင်မှာလာရောက်လူရန်နိုင်ပါတယ်ဟုတ်အဲဘာလို့လဲဆိုတော့ကျွန်တော်ကိုရိုင်းကဟိုမြေပြင်မှာ ဒီမြေပြင်မှာဆင်းလူတဲ့အချိန်မှာဟိုပေါ့နော်တကယ်အတင်းအဖွဲ့စည်းကြီးကသွားရတဲ့အဲ flow နဲ့သွားရဆိုရင်တော့ကိုယ်အဆင်ပြေမယ်ပေါ့နော်ကိုယ်တိုင်းမြေပြင်မှာဆင်းတဲ့အချိန်မှာလည်းတကယ်လိုအပ်ချက်တွေလည်းအများကြီးလည်းတွေ့ရတယ်ဆိုတော့ကိုလူပြီးလူသိန်းသလောက်လည်းလူပြီးသွားပြီအခုကျွန်တော်ဆိုရင်အဲလူငွေကောက်ခံရရှိတာသိန်း900 980ပေါ့နော်980ထဲကမှကျွန်တော်အခုလူပြရဆိုရင်ဒိန်း600မိပါရှိသွားပြီဒီအင်းလေးမှာ အိမ်အိမ်ပေါ့နော်အိမ်ပြန်ဆောက်ပြီးတဲ့အဟောင်းလည်းအိမ်နှလုံးလူထားတယ်အပြီးတော့တကယ်ငွေသားပေါ့နော်ဒီအိမ်တွေတိုက်တည်ပြူပြီးတော့လူတွေပါအသေးဆုံးခဲ့ရတဲ့အိမ်တွေဆိုလည်းကျွန်တော်ကိုယ်တိုင်နဲ့မြေပြင်မှာဆင်းတဲ့အချိန်မှာ30 30 35ဒိန်းဆိုကျွန်တော်တတ်မှတ်ပြီးတော့ဟိုအခြေအနေရပေါ့နော်ကျွန်တော်လူရန်ထားတယ်လူရန်ထားတော့အခုဒီဟာကတော့ဒါအိမ်အင်းဒေါင်စုပြီးတော်တော်များများကိုလည်းတကယ်စနစ်တကျနဲ့တိုင်တက်တစိမ်းချင်းသွားလှူဒါန်းနေရတယ်သိရတယ်သိရတော့ ဟိုကျွန်တော်မှလည်းလက်ခံထားတဲ့အလှူနေတဲ့နေရာမှာအလှူငွေကျန်ကျန်တာတွေလည်းရှိသေးတယ်ပေါ့နော်အဲ့တော့ဟိုအလေလွင်းဖြစ်မှာဆိုလို့ပြီးတော့ဒီအသင်းကစပြီးတော့လူရန်ကလေးကလည်းတကယ်တည်းရော လူရန်ကလေးလည်းတွေ့ရတော့လမ်းအောင်သူဖြစ်တာပါ ဟုတ်အေးတို့လည်းဒါအများကြီးကိုကိုယ်တိုင်နဲ့ကြုံတွေ့ခဲ့ရတယ်ပြီးတော့ပြည်သူတွေလည်းအများကြီးအဲပစ္စည်းထိခိုက်ရဖြစ်တဲ့အတွက်ကြောင့်အရင်ဟိုအစင်မကောင်းဖြစ်ရအဲအားကြောင့်မလို့လဲဟိုကိုတက်နိုင်တဲ့လောက်ပေါ့နော်ပါဝင်ပြီးတော့လူရန်နိုင်လည်းအကောင်းဆုံးလုပ်နေပါတယ်အခုလိုမျိုးအလုံးနိုင်တဲ့ဒီဝိုင်းဝိုင်းကြီးအသင်းကိုလည်းတကယ်ဟိုဂုံဂုံယူမိရပေါ့နော်အဲအားကြောင့်မလို့ဒီမှာလည်းလာလို့ဖြစ်တဲ့ဆိုတော့ဟိုအကုန်လုံးကတော့ဟို ခံခံစားရတာပေါ့နော်ဆိုတော့အရင်စိတ်မကောင်းဖြစ်ရပါတယ်ဟုတ်အဲလိုလဲတက်နိုင်တာလေးထပ်ပို့ပြီးတော့လေဒီတစ်ခုတည်းမဟုတ်ဘူးပေါ့အများကြီးတက်နိုင်တဲ့လောက်ထပ်ပြီးတော့လုပ်ပေးသွားဖို့လည်းရှိပါတယ်လို့ဟုတ်အင်တိန်ဖြစ်လာဖို့ဆိုတာအများကြီးပေါ့နော်ဆိုတော့ကျွန်တော်စူးစမ်းရတယ်အဲတိဆောက်ခဲ့ရတယ်ပေါ့နော်အဲ့ဒါလေးကဒါဒီငလျင်မှာအကုန်လုံးပါသွားတော့အားလုံးနဲ့ထပ်တူလေကျွန်တော်ခံစားရပါတယ်တကယ်မြေပြင်မှာဆင်းတဲ့ချိန်မှာလည်းသူတို့ရဲ့ဟိုတကယ်ဆုံးရှုံးမှုတွေဝမ်းနည်းမှုတွေကိုတကယ်တွေ့ရတော့ကိုကိုယ်တိုင်လည်းမျက်ရည်ကျပြီးတယ် အဲဆိုတော့ဟိုအကောင်းဆုံးကတော့ဒီပြန်လည်တူတော်ကြီးမှာပါကျွန်တော်တို့ငွေရရောလူရရောစိုက်ထုတ်ပြီးတော့အကောင်းဆုံးဟိုကုညီသွားမယ်အဲ့တော့ဟိုငလျင်ပေးသိမ်းခဲ့တဲ့ပြည်သူတွေအလုံးလည်းအတင်းထားပါလို့အလုံးဟိုကျွန်တော်မြန်မာလူမျိုးချင်းတွေအကုန်လုံးဟိုဘယ်လိုပြောမလဲစာနာစာနာစိတ်တွေနဲ့ဝန်းရံကြပါတယ်လို့ပြောချင်ပါတယ်